United ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့အော်တိုဝါ16ရက်နေ့ပေါ့နော် United ရဝင်းကရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြပါမယ်ဗျာဒီပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ပေါ့နော်ဒီကျွန်တော်ကတော့သတင်းကောင်းတဲ့လေးကိုဒီအမစကားကိုနားမထောင်တဲ့ Ambu Mo ဆိုပြီးပေးထားရယ်ပေါ့နော်အဲဘာလို့လဲဆိုတော့ဒီ Brian Ambu Mo က United အသေးကိုမပြောင်းခင်မှာသူမှနေပြောတယ်ဗျာအဲ့ဒါဘာလဲဆိုတော့ နေက United အသင်းကိုဘာလို့ပြောင်းပါလဲဗောနော Newcastle အသင်းကနေကိုခေါ်ခြင်းနေတာပြီးတော့ Newcastle အသင်းကမှကစားရင်လစာလည်းပိုးရမယ်ဗျာပြီးတော့ Newcastle ကအချိန်နေလဲကောင်းတယ် United အသင်းကရောက်တော့အချိန်နေမကောင်းဘူးအဲ့ဒါကိုနေဘာလို့ပြောင်းပါလဲဆိုပြီးသူမှမေးတယ်ဗျအဲ့ဒီမှာ Brian Ambumo ကဘယ်လိုပြန်ပြောလဲဆိုတော့ဗောနော သူ့အနေနဲ့ကဒါ United အသင်းကိုဒါဂရီပြောင်းမယ်လို့ဂရီပြေးပြီးသားဖြစ်တဲ့အတွက်အဲ့ဒီအတွက်သူပြောင်းကိုပြောင်းမယ်ပြီးတော့ United အသင်းဆိုတာဘလို့အချိန်လေးဇိုးတွေကနေမဆိုအချိန်မီဝေးဒါကမ်ဘတ်လုံနိုင်တဲ့အသင်းဒီကိုယ့်ရဲ့ negotiation ရဲ့အဆင့်တန်းစီကိုအချိန်မီဝေးပြန်သွားနိုင်တဲ့အသင်းအသင်းဖြစ်တယ်အဲ့လိုပြန်သွားနိုင်လောက်တယ်ဗျာဒီစိတ်ဓာတ်တွေအကျဉ်းချမ်းခံနိုင်တဲ့စိတ်ဓာတ်တွေအရှုံးမပေးတဲ့ဇွဲလုံးလာတွေဒါတွေကလည်းအချိန်ချင်းတက်တည်ပြပြီးသားဖြစ်တယ်ဘောနော်ပြီးတော့ဒါ United အသင်းနဲ့ Nibian Ammo ရင် Sergeant Reclito ရဲ့ အစီအစဉ်တွေကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲ့ဒီအတွက်ပဲဒါသူ United ကိုပြောင်းရွှေ့ခဲ့တာဖြစ်တယ်ပေါ့အဲ့ ဒီ Brian Ambumo လိုပဲဗျ Matias Konya ပဲဖြစ်ဖြစ်ဒါ Benjamin Sakho ပဲဖြစ်ဖြစ်ပေါ့နော်ဒီဒီယာဒီမှာ United ကိုပြောင်းရွှေ့လာတဲ့ဟိုကစားသမားအားလုံးနှိပါက United အသင်းကိုလာခြင်းလို့လာကြတာဗျဘာလို့လဲဆိုတော့ဟိုးရင်တော့ဆိုရင်ဒီကစားသမားတစ်တယောက်ကိုခေါ်လိုက်တာနဲ့လစာတွေအများကြီးရတယ်ဗျ Sancho တို့ Mason Mount တို့ပြီးရင် Anthony တို့အစခေါ်ခေါ်ချင်းမှာအများကြီးရတယ်အခု Brian Ambumo Matias Konya တို့ဆိုတော့ဒါတသိန်းခွဲဝင်းကျင်ပဲရှိတယ် Matias Konya တသိန်း6000လာမသိဘူးပေါ့နော်ပြီးရင် Benjamin Sakho ဒီလည်းတသိန်း6000ဝင်းကျင်ပဲရှိတယ်ဗျတကယ်လို့ United အသင်း Champion League ဝင်ခွင့်ရရဲ့ ယ်သူကလာကနှစ်သိန်းတိတိုးရမယ်ဆိုတော့ပေါ့နော်ဒါတော်တော်ရဲ့အနေထားရတာကစားသမားတွေ၃ရောက်လုံးမှာလကအများဆုံးကဒါတသိန်းခွဲတသိန်း၆သောင်းဝင်းကျင်ပဲရှိနေရပါတော့အဲ့လိုအခြေအနေမျိုးမှာတော့ဒါ United ကိုရွေးချယ်ခဲ့ကြတာကတော့ဒါကျွန်တော်တို့ဝမ်းသာတွေကကောင်းတယ်ဒါကတော့ဒါ management အဖွဲ့ရဲ့ သူတို့ရဲ့ရှေ့လာမယ့်အစီအစဉ်တွေကိုဒါပြောပြနိုင်ခြင်းပေါ့နော်နောက်တစ်ခုကတော့ဒါကိုင်တန်လေ့ကျင့်ရေးကွင်းကြီးကိုပြုပြင်ပေးလိုက်တဲ့ပုံစံအားလေဒါကစားသမားတွေကိုပို့ပြီးတော့ပေါ့နော်အပေါင်းအပေါင်းလက္ခဏာဆောင်တဲ့အဲဒီစိတ်ပိုင်းဆိုင်ရာခံစားမှုတွေဖြစ်ပေါ်စေမယ်လို့ဒါကျွန်တော်ကတော့ယူဆမိပါတယ်ပြီးရင်တော့ကျွန်တော်တို့ဒါ United အသင်းကခြေနေမကောင်းလို့သူခြေစွမ်းနေတသမတ်ထဲမဖြစ်ခဲ့ရဘူးဆိုတဲ့ rap ကိုဒါကျွန်တော်တို့ရဲ့တဲရူဆရာသမားယူရိုင်ကင်းရပါတော့ဝေဘန်နာနေအဲ့ဒါပါလဲဆိုတော့ပေါ့နော်ယူနိုက်တက်အသင်းချင်းနေစုနေတာလေဟုတ်တယ်ပေါ့နော်ဒါပေမဲ့ မင်းကလည်းအဲ့ဒီချင်းနေစိုးနေတဲ့ထဲကတစ်စိတ်တစ်ပိုင်းပဲမင်းလေ့ကျင့်ရေးရောက်တော့ကောင်းကောင်းမလုပ်ဘူး။ကွင်းထဲမှာအားကျုံးမှန်တယ်မကစားဘူး။အပြင်မှာပါတီတွေသွားဒီဆိုရှယ်မီဒီယာတွေနဲ့အချိန်ကုန်းနေတာပေါ့နော်။အဲ့လိုဆိုရင် United အသင်းချင်းနေစိုးခဲ့တာဟုတ်တယ်။အသင်းချင်းနေစိုးတဲ့ထဲမှာမင်းကလည်းကိုယ်တိုင်လည်းမင်းကိုယ်တိုင်လည်းအချင်းနေစိုးနေတာလို့သူကပြောလိုက်တယ်ဗျာဟို report ပြောတဲ့ပုံစံကရောက်တော့ဗျာဟိုအသင်းကြောင်နေသူခြေစွမ်းနေတာပုံမှန်မရတယ်လို့လို့ဖြစ်နေတာ rank ကတော့မဟုတ်ဘူးအသင်းမကောင်းတာလည်းဟုတ်တယ်မင်းကလည်းခြေစွမ်းမကောင်းဘူးပေါ့နော်အဲ့လိုမျိုးဒါတေတို့ကြီးဝေဖန်သွားခဲ့တယ်ဗျာ အပြင်းရတော့ဒါ United အသင်းရဲ့ဝိုင်းရင်ကွင်းလေလူဖြစ်တဲ့ Casemiro နဲ့ Bruno Fernandes ကိုနားရပုံမပေးထားရလို့သိရတယ်။ဘာလို့လဲဆိုတော့ဒီစားသမားတွေကအသက်30အသက်30ကျော်ကစားသမားတွေဖြစ်တယ်။ပြီးတော့ဒါသူတို့ရဲ့နိုင်ငံလက်ရွေးတဲ့အသင်းတွေရဲ့ခြေစပွဲတွေမှာရောခြေစမ်းပွဲတွေမှာရောဒါပွဲချိန်ပြေဝင်ကစားထားကြတယ်ဆိုတော့ဒါသူတို့နှစ်ယောက်ကိုကျန်တဲ့ကစားသမားတွေထပ်ပေါ့နော်။ United အသင်းကနားရပိုးပေးထားတယ်အဲ့ဒီနားရပိုးပေးထားတဲ့အတွက်ကွင်းလည်နေရာမှာဗျာကျွန်တော် training ဆင်းမိသူလူကလိုးနေမှာပဲတတ်မှတ်တဲ့အရေးအတွက်မပြေတော့အဲ့ဒီလိုတဲ့နေရာတွေကိုတော့ဒါလူငယ်ကစားသမားတွေဖြစ်တဲ့ Shawley C တို့ပြီးတော့ Jack Gordon နေ Jeff Fletcher တို့ပြီးရင် Jin Tai White ဆိုတော့ဆိုရဲပေါ့နော်အဲ့လူငယ်ကစားသမားလေးလေးယောက်နဲ့သူတို့လေ့ကျင့်ခန်းတွေဆင်းခဲ့တယ်လို့တွေ့ရတယ်ပြီးတော့ဒီ short list ဆိုတဲ့လူငယ်ကစားသမားလေးကိုကစီနီယာကစားသမားကြီးလေဒါတော့နှစ်ချိုက်တယ်လို့သိရတယ်ဗျဘလူးနိုဖာနန်ဒက်တို့ကိုယ်တိုင်ပေါ့လေသူတို့တွေလည်း ဟိုသဘောကျတယ်ဆိုတော့ဒီစားသမားလေးဘယ်တော့များပွဲထွက်လာမလဲဒါလည်းစောင့်ကြည့်ရမယ်ဗျာပြီးတော့ကျွန်တော်လူငယ်စားသမားတွေထဲမှာဆိုရင်ကျွန်တော်တို့မျောလင်းငယ်ရတဲ့ဒါချာအူပြီးမှတင်ရတော့အနေငယ်ပျောက်နေတဲ့သဘောမှာတော့ရှိတယ်ဒါပေမဲ့သူလူငယ်အသင်းတွေမှာတော့ဒါကစားနေတယ်ပေါ့နော် ပြီးရင်ကျွန်တော်လီဘာပူးနဲ့ပွဲမှာကွင်းလဲမှာဘယ်သူပွဲထွက်လာနိုင်ကြီးရှိလဲဆိုရင်တော့ဒါအကားသားကလောင်ရှင်တယောက်ကပါနော်ဒီဥကာဒီပွဲထွက်လာနိုင်ကြီးရှိတယ်ပြီးတော့ဥကာဒီပွဲထွက်လာမယ်ဆိုရင်လည်းအော်အော်ဆရာမရှိဘူးလို့ပြောကြားထားတယ်ဗျသူကဘာကြောင့်အဲ့လိုပြောလဲဆိုတော့ပါနော်ဒီပြီးခဲ့တဲ့ကျွန်တော်တို့မန်စီးတီးကိုရှုံးနေခဲ့တဲ့ပွဲတွေမှာလည်းဒါဥကာဒီပွဲထွက်ကစားခဲ့တယ်အဲ့ဒါဆိုရင် international break ကြားထဲမှာရှိတယ်ပါနော်မိရင်အခုဆိုရင်လည်း international break ကြားထဲမှာခံတဲ့ကက်စမီရိုကလည်းဒါနိုင်ငံလက်ရွေးတင်တင်ပါ နှစ်ပွဲလုံးကစားခဲ့တယ်ဆိုတော့ဗောနော်ဒီဥကတေးဟိုပဲဟိုပွဲထွက်လာနိုင်ကြည်လည်းရှိတယ်သူဝင်ကစားတယ်ဆိုရင်လည်းဒါအံ့ဩစရာမဟုတ်ဘူးဆိုပြီးပြောပြထားတာဖြစ်ပါတယ်အယူနိုက်တက်ရဲ့ဒါပြောင်းရွှေ့သတင်းတွေကတော့ဆက်ပြီးတော့ထွက်ပေါ်နေတဲ့ဖြစ်တယ်ဗောနော်ကျွန်တော်တို့ဒါမနေ့ကတော့ဆိုရင်ကျွန်တော်ဒီခရစ်စတယ်ပဲလီအသင်းကအတန်းဝါတန်းကိုခေါ်ယူခြင်းနေဆိုတဲ့သတင်းတွေဗောနော်ယူနိုက်တက်ကစိတ်ဝင်စားရဲ့ဆိုတဲ့သတင်းတွေတက်လာလို့ဒီနေ့မှလည်း ဒီ Nottingham Forest အသင်းရဲ့ကွင်းလယ်လူ Elio Anderson ကိုခေါ်ခြင်းနဲ့ဆိုတဲ့သတင်းတွေတက်လာတယ်ပေါ့ဒီကစားသမားကတော့ဒါတော်တော်လေးသဘောကျဖို့ကောင်းနေတာအခုနောက်ပိုင်းကျွန်တော်သတိထားမိတာပေါ့နော်ဒါအင်္ဂလန်အသင်းရဲ့ဒီလူငယ်ကစားသမားတွေကထိတ်တန့်ခြေစွမ်းတွေကိုအသက်ငယ်ငယ်ရွယ်နေပဲပြနိုင်ကြများတယ်ဗျာသူတို့ကဒါဟိုကမ္ဘာဗလာမှာမအောင်မြင်တဲ့အတွက်ပေါ့နော်အများအား quarter ပြုတ်ဖြစ်နေတဲ့အတွက်တို့ဒီဒါလူမဲ့စီမံကိန်းတွေကိုနှစ်ရှိစီမံကိန်းတရနဲ့ဆောင်ရွက်နေတာဖြစ်တယ်ဗျအဲ့ဒီစီမံကိန်းရဲ့ဟိုဘရမမျိုးသက်တွေလို့ ဆိုမယ်ဆိုရင်တော့ဒါ report လို့လည်းအနည်းငယ်တော့ပါတယ်ပေါ့နော်ဒါ Sancho လို့ပြီး Hassan Orion တို့ကတော့ပို့ပြီးတော့ PP ပြင်ပြင်ပါဝင်ရတဲ့ကစားသမားတွေဖြစ်တယ် Bruce Brewster တို့ပေါ့နော်ဒီကစားသမားတွေကို night ကလည်းဒါ Unisel တို့ Yusuf Khon တို့စသဖြင့်အဲ့လိုလူငယ်တက်တန်းကပတ်ဖလားတွေမှာပိုဆွဲခဲ့ကြဘူးလေပေါ့နော်ခုဒါ Elliot Anderson တို့ Adawa Tan တို့ဆိုရင်လည်းဟိုကွင်းလေခံစေရောဒီ ball to ball ကွင်းလေလူတွေဖြစ်ပါကစားနိုင်ကြတယ်ပြီးတော့အသက်အရွယ်ကလည်း20 21ဝန်းကျင်လေးပဲရှိသေးတယ်ပေါ့နော်ဆိုတော့ပြီးတော့အင်္ဂလန်သူတို့ရှေ့မှာဆိုရင်လည်းဒါ Declan Rice ရှိရယ်ပေါ့နော် Declan Rice ဆိုရင်လည်းတော်တော်လေးကောင်းနေပြီအသက်ငယ်ငယ်လေးကသူဝက်ဆမ်းပါအသင်းကောင်းဆောင်ဖြစ်နေတာပေါ့နော်လက်ရှိမှာလည်း24 25အဝန်းကျင်ပဲရှိအောင်မယ်နဲ့တူတယ်ဆိုတော့နောက်ပိုင်းမှာဒီအင်္ဂလန်သင်းရဲ့ကွင်းလေလူတွေကလည်းပေါ့နော်တစ်ချိန်တော့က Lambert Jarrett Postecoglou အပြိုင်ပိုင်းပေါ်ခဲ့တယ်လို့ဒီ တဖန်းတဲ့မဖြစ်နေရမှာပေါ့နော်လောလောဆယ်မှာတော့ဒါရည်သွေးမြင့်ကစားသမားတွေတောက်လျှောက်ထွက်ပေါ်နေတယ်လို့ပဲဆိုရမှာဖြစ်တယ်ပြီးတော့ဒါ United အသင်းကအဲတစ်ချိန်တုန်းကပေါ့ဗျာကျွန်တော်တို့ရဲ့ဒါလူငယ်ကစားသမားလေးဂျင်းဂါနာကိုပြန်လဲခေါ်ယူခြင်းနေဆိုတဲ့သတင်းတွေလည်းတက်နေတယ်ဗျာလောလောဆယ်မှာတော့ဂျင်းဂါနာက Everton အသင်းမှာပွဲထွက်ကစားနေတယ်အဲပြီးရတဲ့နှစ်တွေတုန်းကအဲ့လောက်မကန်အောင်ဗျာဒီ David Moyes ရဲ့ Everton အသင်းကိုပြန်ခိုင်းတဲ့နောက်မှာတော့ ဂျင်းကနာပွဲထွက်ခွင့်ရလာတယ်သူကွင်းလေရမကန်အောင်ဆိုရင်တောင်းပါတော့အာဘီနေအားထိသူဒေးဗစ်မိုယက်ကဆွဲတုံတာမျိုးရှိတယ်ကျွန်တော်တို့လည်းဒါဂျင်းကနာလေးကိုကြည့်လိုက်ရသေးတယ်ဗျာမှတ်တော့မှတ်မိတော့ဘောနော်ဒါအဓိကပြီးတော့ခြေစမ်းပွဲတွေမှာပဲ ਨੇ တူတယ်ခြေစမ်းပွဲတွေမှာဒါဂျင်းကနာကိုဘီမိုင်နူးတို့တော့တွဲရကြည့်လဲရတယ်ပြီးတော့ဘာလို့လဲဆိုတော့မနေ့တုန်းကမှအေဗာတန်ကိုပြောင်းသွားတယ်တူတယ်ဂျင်းကနာပေါ့နော် ခုတော့ဒါအီဗာဒန်တေးမှာခြေသွမ်းပြနေတယ်ဒီစားသမားလေးကိုဒါပြန်ခေါ်ခြင်းနဲ့ဆိုရယ်သတင်းတွေတက်လာပြီဗျဘာပဲပြောပြောပေါ့နော်ကျွန်တော်တို့ကဘိုင်ပက်ကလို့တွေဘာပြရတော့ခေါ်ရလိုက်တာမမာဘူးပွဲထွက်ခွင့်မပေးနိုင်ဘူးဆိုရင်တောင်းပါဗျာဒီ MOY ရဲ့နီးစနစ်အပြောင်းလဲတွေအတွက်ဒိုဒီမုတ်အရန်အင်အားအတွက်ဒါချင်းကနာတော်တော်လေးတင့်တော်ကစားသမားဖြစ်တယ်နောက်တစ်ခုကသူ့ရဲ့လောအနောင်းကလည်းတော်တော်ကောင်းတယ်အဲ့လိုဆိုတော့ပေါ့ဒါချင်းကနာဒီလေအဒံဝါတန်တို့ဒီအလီယိုနာဆန်တို့မရဘူးဆိုရင်ရောက်လာနိုင်ရည်ရှိရဗျာ အဲပြီးတော့ကျွန်တော်တို့ရဲ့အာရှေ့တန်းတိုက်စစ်မှုပေါ့နော်အဓိကတော့ AM Map နေရာမှာလည်းသူစင်စင်ကစားတယ်ဂျော်ဂျူအဇက်ဇီအဲဂျော်ဂျူအဇက်ဇီကတော့ဒါစီးရီးကိုပြန်ပြောင်းနေတယ်ဆိုတဲ့သတင်းတွေတက်လာတယ်ဗျဟိုဒီပြီးခဲ့တဲ့နေရာဒီအပြောင်းရွှေ့တုန်းကလည်းဂျော်ဂျူအဇက်ဇီကို Inter တို့ဒါ Juve တက်တို့ကခေါ်ယူခြင်းခဲ့တယ်ဒါပေမဲ့လည်းသူကမပြောင်းဘူးဗျ United မှာပဲဆက်နေပဲငါရဲ့ပွဲထွက်ခွင့်တော့တိုက်ပွဲဝင်မယ်ဆိုပြီးသူဆက်နေခဲ့တာဖြစ်တယ်ဒါပေမဲ့လည်းလောလောဆယ်ပေါ့နော်ကျွန်တော် Premier League ပွဲစဉ် ဒီ6ဘွဲလောက်ပေါ့နော်လင်က6ဘွဲလောက်ကစားပြီးတဲ့အချိန်ထိအတူပွဲထွက်ခွဲပွဲထွက်ကစားဝင်မရဘူးအရန်နေနဲ့ပဲကစားခွင့်ရနေတယ်ဒီအတွက်ဟိုသူကပုံမှန်ပွဲထွက်ခွင့်လိုချင်တယ်ဘာကြောင့်လဲဆိုတော့ဒီ2000ကျော် 2026ပေါ့နော်2006တော့ပြင်နေ2026ကဘာဖလာမှာဒါကစားသမားတိုင်းကလက်ရွေးတင်ပြစ်ချင်ကြတယ်အဲ့အတွက်သူတို့ပုံမှန်ပွဲကစားချင်းရဖို့လိုတယ်ဆိုတော့ Joshua Zezzi ကဒါဇန်နဝါရီပြောင်းရွှေ့မှာ Roma အသင်းကိုအငားနဲ့ပြောင်းရွှေ့နိုင်ချေရှိပါတယ်ပြီးတော့ပေါ့နော်ဒါ Fabregas ကင်တွင်နေတဲ့အချိန်တော့ဒါ Arsenal ကန်တွင်ကွင်းလယ်လူဟောင်းပေါ့နော် Arsenal ကစားသမားဟောင်း Fabregas Fabregas ကင်တွင်နေတဲ့ကိုမိုအသင်းကလည်းဒါစိတ်ဝင်စားနေတယ်ဆိုရယ်သတင်းတွေ ထွက်ထားရေပေါ့နော်ဆိုတော့ဒါချွတ်ချွတ်ဆက်စီးတည်လေဇန်နဝါရီအပြောင်းရွှေ့မှာဒါအငားအနေနဲ့ထွက်ချင်ထွက်သွားနိုင်နေကြပြီးတော့ဒါ United အသင်းပေါ့နော် United အသင်းရဲ့လောလောဆယ်ကျွန်တော်ကတော့ star point ဆိုရင်သူ့ကိုတော့ပေးလိုက်ချင်တယ်အဲပြီးခဲ့တဲ့နှစ်တင်တော့ကိုဗီမိုင်းနိုပေါ့ဗျာလောလောဆယ်မှာတော့ star point ဖြစ်လာနိုင်တာဆိုရင်ကျွန်တော်တို့ဒါနောက်ခံလူ Lenio ပဲဖြစ်တယ်လူငယ်ကစားသမားလေးပြီးတော့ဒါဘောလုံးဆွဲတာလေးကောင်းတယ် progressive bat တွေပေးတာလည်းကောင်းတယ်ပြီးတော့ဒီ tight sit လိုက်ပါမှုတွေပါလည်းကောင်းတယ်ဘောလုံးလည်းဒါ vocal တွေလုံနိုင်တယ်ဗျာဆွဲပြေးနိုင်တယ် ာလီရှိတက်ပြီးတော့ဆရာသမားကိုကန့်သွင်းနေနေရေပေါ့နော်ပြီးတော့ဒါ short throw ဖြတ်ထုတ်မှုတွေနောက်တစ်ခုကကြားပြတ်ဟန်တားမှုတွေလည်းတော်တော်လေးကောင်းတဲ့ကစားသမားဖြစ်တယ်ရီယမ်မက်ထွေမှာရီယမ်မက်ထွေကိုသာပြောင်းသွားရင်တော့ချန်ပီယံလေးဘလောက်ဝရနေလောက်ပဲပေါ့နော်ဆိုတော့ဒီကစားသမားလေးကဒါသူတို့ဥရောပရဲ့လူငယ်ကောင်းဆုံးကစားသမားဆုပေါ့နော်2025ခုနှစ်အတွက်ဆန်ကဒီ25ရောက်ထုတ်ပြန်ရမှာပါဝင်ခဲ့တယ်လို့သိရတယ်နောက်ခံလူတယောက်အနေနဲ့ပြီးတော့ United လိုမျိုးပေါ့နော်ဒီ အခြေအနေတိတ်မကောင်းခဲ့တဲ့အသင်းမှာကစားခဲ့ပေမဲ့လန်နီယိုယိုရဲ့ခြေစွမ်းကတော့ဒါလူငယ်တယောက်အနေနဲ့တော်တော်လေးကောင်းမွန်ခဲ့တယ်တော်တော်လေးလည်းဒါတက်တက်ရရဲ့ရှိတယ်ဗျာသူကလိုအပ်တဲ့အပိုင်းတွေကတော့ရှိအောင်ပါဗျာဒါသူလည်းလူငယ်တွေစားသမားပဲရှိသေးတာတစ်ချိန်ပါဗောနော်ကျွန်တော်တို့ဒါ V10 တို့ Finan တို့လို့ United ရဲ့ကံတော်ရေကစားသမားရီးတာအတင်းရဲ့နောက်တန်းမှာလည်းကြမ်းကြမ်းခံပေးပြီးတော့ဗောနော်ဂိုသမားတွေအတွက်စိတ်ချရတဲ့နောက်ခံလူပြီးတော့ဖြစ်မလာနိုင်ဘူးလို့ပြောလို့မရဘူးเนาะသူဒီလိုမျိုးအကောင်ဆုံးလူငယ်ကစားသမားဥရောပအကောင်ဆုံးလူငယ်ကစားသမားစုရဲ့25ရောက်ဆန်ကနေစင်းမှာပါဝင်တာအင်မတန်ပါဝမ်းသာစရာကောင်းပါတယ်ဒီစုရနိုင်ကြရတော့အလုံးသိတဲ့အတိုင်းပဲဗောနော် IK ဘွဲဆိုပြီးတော့ကျွန်တော်တို့မြန်မာပြည်ကဘောလုံးပန်ဒီစကြတဲ့လာမဲရမဲဗောလာမဲရမဲပဲရပါပါဒါပေမဲ့လည်းယူယူလဲဒီဒီ 25ဆောင်စီမှာပါဝင်ခဲ့တဲ့အတွက်ပေါ့နော်ကျွန်တော်တို့ကဂုံယူရဲပြီးတော့အများကြီးရဲညှို့လင့်ထားပါတယ်ဆိုတော့ကျွန်တော်တို့ဒီတစ်ပတ်မှာတော့မဟာပြိုင်မဲ့လီဗာပူးနဲ့တွေ့ဆုံရတော့မှာဖြစ်တယ်ကျွန်တော်အခုပြောပြပေးခဲ့တာကတော့ဒါ United နဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ဆက်ပေးနေတဲ့ပေ့တွေရာနေပေါ့နော်ကျွန်တော်လိုက်ရှာပြီးတော့စုပြီးတော့ပြန်ပြီးတော့ဗျာစုပေါင်းပြီးတော့အဲတဖန်ပြန်နေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် United အသင်းကိုအားပေးနေကြတယ်ကျွန်တော် channel လေးကိုကြည့်ရှုနေကြတယ်ညီကောင်မတော်မအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာလုံခြုံပေးခြင်းကြပါလေစိတ် စိတ်လဲပေါ့เนาะချမ်းသာကိုယ်လဲကျန်းပါစိတ်လဲကျန်းပါကိုယ်လဲချမ်းသာကြပါကြီးဗျာကျေးဇူးတင်ပါတယ်